ားလုံးပဲမင်္ဂလာပါ။ကျဲကတော့ Great Grand Mathematics ကိုသင်ကြားပေးမယ်။ဒီရက်ဆုဆန္ဒဖြစ်ပါတယ်။ကျဲသင်ရမယ့်အပိုင်းကတော့ Algebra 8ရဲ့8.4 exponential function ကြောင့် differentiation လုပ်တဲ့အကြောင်းလေးကိုသင်ကြားမှာဖြစ်ပါတယ်။နန်းရောင်ကန်းအနေနဲ့ကတော့ ကလေးတို့အောင် exponential function ကြီးရဲ့ differentiate အကြောင်းတွေကိုရရှိသွားမှာဖြစ်ပါတယ် differentiation or exponential function အဲဒါကိုကျတော့ b to the power x ဆိုတဲ့ function ကိုရှိမယ်ဆိုရင် b to the power x ln b ဆိုတဲ့ l n e equal to 1ဆိုတာအရင်တော့အတိခဲ့ပြီးသား l n e က1 e to the power h ရှင်ရှေ့ရင်တော့ e to the power h ပဲဒါပေမဲ့ e to the power u h ပေါ့ for example e to the power 2h တို့ 3h တို့ဆိုရင်တော့ e to the power u h ဖြစ်မယ်သူ့ကို u h ကိုထပ်ရှိမယ် 3h ဆိုလဲ 3h ကိုထပ်ရှိမယ်ပေါ့ b to the power u h ဆိုလို့ရှိရင် b to the power u h ကိုထားမယ် l n b ဒီဝါရင် u h ကိုထပ်ရှိပါမယ်သူကကြတော့30ပေါ့ ။ Pro ISMA ကိုဆက်လက်ပြီးသင်ကြားပါမယ်။ Differentiate for e to the power 3 a ကိုစကြည့်မယ်။ e to the power 3 a ကို differentiate မယ်ဆိုရင် e to the power 3 a က e to the power 3 a 3ကိုတက်ရှိတော့3အဲကြောင့်မို့သူရဲ့ answer 3 e to the power 3 e to the power 1 a square ဆိုရင် e to the power 1 a square ကိုတော့1 a square ကိုထွက်ရှိလိုက်တော့ -2a 1ကိုရှိရင်0 e to the power 6ကိုရှိရင် e to the power 6 6ကိုထွက်ရှိတော့ cortex a square e to the power 3ကနှစ်ခုလုံး function ဖြစ်တဲ့အတွက်တစ်ခုဓာတ်တစ်ခုရှိ a square ဟောထား e to the power 3 is ကိုထည့်ရှိရင် e to the power 3 3ကိုထည့်ရှိတော့3 e to the power 3 is ကိုထားပြီး a square ကိုရှိတယ်ဆိုရင် a square ကိုရှိရင် 2a နော်အော်ဒီဘက်က e to the power 2a sin 3x ဒါလည်း uv ပုံစံပဲတစ်ခုဓာတ်တစ်ခုရှိ e to the power 2 is ကိုထား sin 3ကိုရှိတော့ cos 3 3ကိုထပ်ရှိတော့3 sin 3ကိုထား e to the power 2ကိုရှိတော့ e to the power 2a 3ကိုထပ်ရှိတော့2ပါ example a ရဲ့ number of ကိုဆက်လက်ပြီးသင်ကြမယ် e to the power is by e to the power minus a the whole square ကိုစာပြီးတော့ရှိမယ်အဲဆိုလို့ရှိရင်ကျေတော့ power ကိုရှေ့ချ2 u to the power is back u to the power minus 8တို့ကိုဆက်ရှိမယ် E2 the bar is ကိုရှိတော့ E2 the bar is ပဲ E2 the bar minus 8ကိုရှိတော့ E2 the bar minus 8ဒါမဲ့ဒီရှိရ minus 8ကိုဆက်ရှိရင် minus 1ဒါကြောင့်မို့ဒီရှိမှာအနှုတ် minus 1ဒါကြဲထည့်ထားတာ G divided by S E2 the bar 2x by 1 minus 2x အဲ့တော့ဒီပုံစံဒီပါလဲဆိုတော့ UYB ပုံစံ UYB ပုံစံဆိုတော့ကျွန်တော်တို့ formula က v square v ကိုထား u ရှိ minus u ထား v ရှိဒါကြောင့်မို့ဒီမှာပါလေးတစ်ခုပုံနေလဲဆိုတော့3လေးကိုမျက်စိနှောက်လို့ เนาะဇယ်လို့ရှေ့ဆုံးမှာပို့ထားလိုက်တယ် constant လို့ရှေ့ဆုံးမှာပို့ထားလိုက်တယ်မပို့ဘဲနဲ့ဒီထဲမှာထည့်ကျွဲလဲမှန်တယ်เนาะအဲ့တော့1 2a ဒီကောင်က v မလို့ v square v ဝထားမယ်1 2a ကိုထား u ကိုရှိတ်တော့ e to the power 2a ကိုရှိတ်မယ် minus e to the power 2a ကိုထား1 2a ကိုရှိတ်မယ် e to the power 2a ကိုရှိတ်တော့ e to the power 2a 2a ကိုဆက်ရှိတ်တော့ဘယ်လောက်လဲဆိုရင်2 ဒီဝရင်1 2တွေးကိုရှိတ်လိုက်တော့ -2 အဲ့ဒါဟိုမှာ0စုပြီးတော့ပြင်ရင်မယ် -2 နဲ့ဒီက -2 နဲ့မျှောက်လိုက်တော့ +2 e to the power 2x ဒီ2ကိုအထဲဝင်မျှောက်လိုက်တော့ -4a e to the power 2x ဒီကောင်ရှိ့ကိုဝင်မျှောက်လိုက်တော့2 e to the power 2x ဒီဘက်က +2 နဲ့ဒီဘက်က +2 နဲ့ပေါင်းလိုက်တော့4 -4a e to the power 2x ဖြစ်သွားတာပါရှေ့က3ကတော့ဘုံထုတ်ထားရဲ့ခိုင်မဲ့ဆက်လက်ပြီးထားရှိလိုက်ရပါတယ် အဲ့တော့ example နိုင်မှာ e to the power x ln x ကို shape ပါမယ်။ e to the power x ကိုထား ln x ကို shape တော့1 by x. ln x ကိုထား e to the power x ကို shape တော့ e to the power x. နံပါတ်2ကကြတော့ log e to the power x square base 10အပေါ်စံနည်းနည်းလေးပြင်လိုက်မယ်မရှိခင်မှာ a square ကိုရှေ့ချလို့ရတယ် a square log e base 10ဒါဆိုရင် log e base 10ကိုနော် ရှိမယ် law e based down ဒီပါလဲဆိုတော့ constant အဲ့စတလုံးမှမပေါ့ law e based down constant လို့ရှိကိုပို့ထားတယ် a square ကိုပဲရှိလိုက်တော့ 2h ပါနောက်နံပါတ်စီ log sin a plus e to the power a base 3ဒါဆိုလို့ရှိရင်ဒီထဲတို့က log ဒီကောင် ။ Law ဆိုလို့ရှိရင်1/8လေး formula ကဒါကြောင့်မလို့ 1/ sin a² e to the power a law e base b ပြီးတော့ sin a² e to the power a ကိုထပ်ရှိမယ် sin ကိုရှိတော့ cos e to the power a ကိုရှိတော့ e to the power a ပါပဲ။အော်နံပါတ်2ကိုဆက်လက်ပြီးသင်ကြားပါမယ်။ x e to the power y a ln xy equal to sin. အော်ကျတော့ function နှစ်မျိုးဖြစ်နေတဲ့ခုရှိပါတယ်။ xy မှာ ီလို x ဝင်တွဲပါပြီဆိုရင် y လည်းပါတယ် x နဲ့တွဲနေရမှာမျိုးဆို differentiate both side with reverse part ဆို x လို့ရေးပြရမယ် x ကိုထားမယ် e to the power 1ကိုရှိတ် e to the power 1 y ပါတဲ့အတွက် dy by dx ပြီး e to the power 1ကိုထား x ကိုရှိတ်လိုက်တော့1နောက်ကအကောင်ကိုဆက်ရှိတ်မယ် a လန်ကိုရှိတ်လိုက်တော့1 by x1 ပြီး x ပိုင်းကိုဆက်ရှိတ်မယ် x ကိုထား1ကိုရှိတ်တော့ dy by dy ကိုထား x ကိုရှိတ်တော့1ပြီးရင်ကျလို့ dy by dx ကိုစုလိုက်မယ် အဲ x dash နဲ့ကြည်သွားတော့ဒီဘက်က1 by 1ရှေ့က x e to the power y အော်ဒီဘက်မှာဘာကြံမလဲဆိုရင် cottage ဒီနောက်မှာတခုတည်းကြံနေ e to the power y ဟိုဘက်ကိုပို့ e to the power y ပြီးတော့ရင်ဒီဘက်မှာ y နဲ့ y နဲ့ကြည်တော့1 by x ကြံနေသေးတယ်တခုအဲ့တခုဟိုဘက်ပို့လိုက်တော့ minus 1 by a ဒီ y by dx ကိုလိုချင်တော့ကျဲလို့ဒီဘက်မှာမြှောက်ထားတဲ့အကောင်တော်ရဲလုံးကိုသွားပြီးတော့စားလိုက်ပေါ့ဒါဆိုရင် less answer ရရှိပါတယ် ။အစမတန် differentiate y equal to x to the power x square ကို zero differentiate မယ်။ရှိတဲ့အခါမှာ x to the power x ကြီးပဲဆိုရင် differentiate လို့အဆင်ပြေတဲ့အတွက်ဇေလိုသူ့ရဲ့အောက်မှာ1ရှိ1ကိုစားသွင်းလိုက်မယ်။ e to the power a line equal to 1နဲ့စားသွင်းလိုက်မယ်။အဲ့တော့ e to the power a line x to the power x ။ဒါဆိုလို့ရှိရင် logarithm root ရာ power x ကိုရှေ့ချတော့ e to the power x a line x ။ number 1လောက် differentiate ပေးလိုက်မယ်။ဒါဆိုရင် e to the power a is a line x ကိုထား တို့ထက်ရှိလိုက်မယ်ပါဝါဓာတ်ကိုထက်ရှိလိုက်မယ် ilu the base ကိုချိန် ilu the base ပါဝါဓာတ်ကိုထက်ရှိတော့ h l n s s ကိုထား l n a ကိုရှိတော့1မှာ s l n s ကိုထား s ကိုရှိတော့1အဲ့တော့မှာ s နဲ့ s နဲ့ချိန်ရော1ဒီဘက်ကတော့ l n s ပေါ့ဒါကြောင့်မလို့ဒီနားလေးကြတော့ e h to the power l n a ကိုမူရင်းကောင်ကိုပြန်ထည့်မယ်မူရင်းကောင်ဒီဘာလဲ h to the power 8ပေါ့မူရင်းကောင်ကိုပြန်ထည့်လိုက်တာပေါ့ exercise 8.4ရဲ့ number 1 ab လေးကိုဆက်လက်ပြီးသင်ကြားမယ်အဲ့တော့ဒီချဲတို့ဒီမှာဒီဘက်ကလည်း h ဒီဘက်ကလည်း h ပါတယ်အတွက် ub ပုံစံအဲ့တော့5 base ကိုဒါ e to the power minus 2ကို shape e to the power minus 2ကိုဒါ5 3ကို shape ဒါဆိုရင် e to the power minus 2ကို shape တော့ e to the power minus 2 minus 2 base ကိုထပ် shape တော့ minus 2 ဒီဘက်ချမ်းကအီတူတဘမန်ညက်တွေကိုထားခဲ့တယ်5 3 8ကိုရှိတ်5ကိုရှိတ်တော့ constant လို့0 3 8ကိုရှိတ်တော့3အဲ့တော့ဒီမှာဒီနားလေးကိုစုရေးအောင်ကျတော့ minus 2ကိုထည့်ဝင်မြလိုက်တော့ minus 10 minus 6 8ပြီးတော့ဒီနာက3ကိုပါတခါတည်းအယူသဘောမိုင်းနဲ့2ကိုဖုံထုတ်ပြီးရရှိလိုက်မယ်ဆိုရင် -10 နဲ့3နဲ့မလို့ -7 -6 အယူသဘောက -2 ပါ ။ဒါဆိုရင်နောက်တစ်ပုဒ်နံပါတ် B ကိုဆက်လက်ပြီးသွားရအောင်။နံပါတ် B က 3x2 3 squared 3 to the power 8 squared 8 to shade of 3 8 square 8 to 3 to the power 8ကို shade ရင်3 to the power 8 ln 3အဲ့တော့မှဇာတို့ဘုံထုတ်ကြည့်အောင်ဒီကောင်နော်ဘုံထုတ်လိုက်တော့8 squared 3 to the power 8ကိုတိုက်လျှောက်ဘုံထုတ်လိုက်တော့3 8 ln 3ကိုရရှိမှာဖြစ်ပါတယ် နောက်နံပါတ်ကြီးတန်တူတဘောက x log x plus 1 base 10ကို differentiate ပါမယ်။ဒါလည်း ub ဖြစ်တဲ့အတွက်တခုဓာတ်တခုရှိပေါ့နော်။အဲ့တော့ log x plus 1 log base 10ဒါကိုဒီလိုပုံစံပြင်လို့ရတယ်။အပေါ် denominator numerator design ပြင်လို့ရတယ်။ဒါဆိုရင် log 10ဒီငေါ constant ပုံစံဖြစ်ကြတဲ့အတွက်သူ့ကိုပြင်ထုတ်ထားမယ်။1 by log 10ကိုပြင်ထုတ်ထား။ဒါဆိုရင် log ကရိုးရိုးလော့လေးအလန်ရိုးရိုးလော့လေးပဲဂျန်ခဲ့မယ်ဒီဘက်ကဂျန်တူတဘောက X အဲ့တော့တန်တူတဘောက X ကိုထားအလန်ကိုရှိတ်အလန်ကိုထားဂျန်တူတဘောက X ရှိတ်အလန်ကိုရှိတ်လိုက်တော့1 by X plus 1 X plus 1ကိုထပ်ရှိတ်တော့1ဒီဘက်မှာ L X plus 1ကိုထားဂျန်တူတဘောက X ကိုရှိတ်တော့ဂျန်တူတဘောက X L ဂျန်ပြီးရင်ဒီညခုကိုစုမယ်ခြေတော့ဂျန်တူတဘောက X နော် one x by 1ကိုရှိထားတော့1ဆိုတော့ဒီကောင်လို့တစုလေးစုထားမယ်။နောက်က tan to the power is က tan to the power x ln x + 1 This is our 8.4ရဲ့ number 2က y equal to 2 to the power 3a sin 2a ကိုကျတော့ဒီ d2 y minus dx square minus 6 dy minus dx square 13y equal to 0ဖြစ်ကြောင်းပြကြည့်အောင်တတိပြရမယ်ပေါ့။ အော်ဒါကိုရှိမယ်ဝိုင်းကိုရှိတော့ဒီဝိုင်းမိုင်ဒီ e to the power 3 is ကိုထားဆိုင်းကိုရှိမယ်ဆိုင်းကိုရှိတော့ cos 2x 2x ကိုထပ်ရှိတော့2 sin 2x ကိုထားပြီး e to the power 3 is ကိုထိတော့ e to the power 3 is 3 is ကိုထပ်ရှိတော့3အော်ဒါကိုစုပြီးတော့ပြန်ရေးမယ်ဆိုရင်2 e to the power 3 is cos 2x plus ဒီဟာတစ်ခုလုံးဒီဘာနဲ့တူလဲ y နဲ့တူရ 3y အဲ့တော့ကျတော့ဒီ 3y ဒီဘက်ကျအောင်ရွှေ့လိုက်မယ်ဒီ y man dx ဘာနဲ့ 3y ဆိုရင် 2e to the power 3a cos 2a သူကတစ်ကြိမ်ရှိမှုနှစ်ကြိမ်ရှိ second derivative သွားတဲ့အတွက်သူ့ကိုနောက်ထပ်တစ်ကြိမ်ထပ်ရှိ differentiate both side with respect to a ဒီ y man dx ကိုရှိတော့ဒီ 2y man dx square y ကိုရှိတော့ဒီ y man dx 2ကိုဒါလေးကိုထားမယ်တခုထားတခုရှိပဲသူလဲ2 to the power 3 is ကိုထား cos 2a ကိုရှိ cost base ကိုဒါအယူသဘော3ကိုရှိအဲ့တော့ cost base ကိုရှိတော့ minus sin 2 base ကိုထပ်ရှိတော့2 cost base ကိုထားအယူသဘော3ကိုရှိတော့အယူသဘော3 a base ကိုထပ်ရှိတော့3အမကျတော့ဒီမှာ e to the power 3a sin 2a ဒီဟာဒါကြောင့် -2y ဒီမှာမလည်းတူတူပဲ +3 2 cos 2a e to the power 3a ဆိုရင်ဒီမှာ dy dx -3y ဒီဘောက equation ပေါ့စသအုပ်ချင်းတစ်ချိန်ရှိခဲ့အစားသွင်းလိုက်တာဒီချိန်ရှိခဲ့ ဲ့တော့မှပြန်စုမယ် -4y +3 dy - dh ဝင်မြောက်လိုက်တော့ -9y -9y နဲ့ -4y နဲ့ဆိုတော့ -13y 3 dy - dh -13y အဲ့တော့ဒီ negative minus 13ဒီဘက်ကိုရွှေ့လိုက်တော့ positive 13 3 dy - dh ဒီဘက်ကိုရွှေ့လိုက်တော့ -3 ဆိုတော့ဒီဘက်က -3 နဲ့ပေါင်းသွားတော့ -6 dy - dh +13y တချမ်းမှာဘာမှမရှိရတဲ့အတွက်0 ။ဒါဆိုရင်ချေတို့ show တဲ့နဲ့ပြန်ကြည့်မယ်။ brother show တဲ့နဲ့အတူတူပဲပြန်ဖြစ်သွားပြီ။အာနောက်ဆုံးဖြစ်ပေါ့နော်။ဒီနေ့ဒီရှင်တဲ့တငန်းစာတော့ဒီလောက်ပါပဲ။အားလုံးကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။